အမြဲတမ်းလူစိမ်းတွေကိုမုံတီးတက်တဲ့ခွေးကအစပြုပြီးအမျိုးသမီးနာကိုကတ်လာပါတယ်။ဒါပေမဲ့အမျိုးသားကမတိလိုက်ပါဘူး။သူရှိကအမျိုးသမီးဟာသူ့ရဲ့ကောလိပ်တုံးကခွေးကိုလက်ဆောင်ပေးခဲ့တဲ့ချစ်သူဟောင်းဖြစ်နေခဲ့ပါတယ်။အမျိုးသမီးဟာအရန်ကိုဝါတဲ့အတွက်နေ့စဉ်နဲ့အမျှတခြားသူတွေရဲ့လောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။အမျိုးသမီးစိတ်ပြအားငယ်နေချိန်တိုင်းမှာအမျိုးသားကသူ့မအတွက်အမြဲတမ်းရက်တီကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအမျိုးသမီးဟာသူ့ကိုတိတ်တဆိတ်ချစ်မိသွားခဲ့ပါတယ်။အမျိုးသားဟာခွေးတွေကိုချစ် မန်းတိတော့အတူတူပြုစုပြိုးထောင်ဖို့မျှော်လင့်ပြီးသူမရဲ့ခွေးလေးကိုလက်ဆောင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီကလေးကသူတို့နှစ်ယောက်ဟာလေးနှစ်ကြာတဲ့တိတ်တိတ်ပုံဆက်ဆံရေးကိုစတင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့မှာအမျိုးသားရဲ့တငယ်ချင်းကသူ့လေပင်ကအနမ်းရကိုမြင်သွားပြီးဒီလိုချုံမောတဲ့သူကဘာလို့ဒီလောက်ဝတဲ့မိမနဲ့တွဲနေရတာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။သူ့ရဲ့ဂုံတိတ်ခါကိုကာကွယ်ဖို့အတွက်အမျိုးသားကအမျိုးသမီးပေးခဲ့တဲ့လက်ဆောင်ကိုပြစ်ချလိုက်ပါတယ်။တကားအပြင်ဘက်မှာရက်နေတဲ့အမျိုးသမီးကဒါ ကိုမြင်ပြီးရင်ခွဲလာကြကသူ့ဘဝတဲကနေပြက်ကွယ်သွားခဲ့ပါတယ်နောက်ပိုင်းမှာတော့အမျိုးသမီးဟာအမျိုးသားရဲ့ကလေးကိုကိုဝင်ရှိနေကြောင်းသိခဲ့ရပါတယ်ပိုဆိုးတာကတော့သူ့သမီးလေးဟာလက်မစိပဲမွေးလာပြီးမွေးရပါနှလုံးရောဂါခံစားနေရတာပါအမျိုးသမီးဟာသူ့ကလေးအတွက်ကုသမှုရှာဖို့နှစ်ပေါင်းများစွာနေရာတိုင်းကိုခီးတွားခဲ့ရပါတယ်ဒါပေမဲ့တနေ့မှာနိုင်ငံကိုပြန်ရောက်လာတဲ့နာမည်ကြီးဆရာဝန်ကိုမြင်လိုက်ရတဲ့အခါသူ့မချက်တေတေတွားခဲ့ပါတယ်အဲ့ဒီလူကအမျိုးသားဟောင်းဖြစ်နေခဲ့လို့ပါပဲသူ့ကိုထပ်ပြီးမရင်ဆိုင်ချ ဒီပေမဲ့တမိလေးအတွက်ကြောင့်အတင်းကျပ်ပဲသူ့ရှိမှဝင်ထိုင်လိုက်ရပါတယ်ဒီအချိန်မှာအမျိုးသမီးရဲ့ရုပ်ရည်ရောကိုဟန်အမှုအရာပါလုံးဝပြောင်းလဲနေပါပြီအမျိုးသားကတော့သူ့ရှိမှထိုင်နေတဲ့အမျိုးသမီးဟာသူ့နှစ်ပေါင်းများစွာရှာဖွေနေခဲ့တဲ့သူဆိုတာမသိခဲ့ပါဘူးအမျိုးသမီးကဒီအမျိုးသားနဲ့ဘယ်တော့မှလမ်းမဆုံတော့ဘူးလို့ထင်ခဲ့ပေမဲ့ကောလိပ်ပြန်လဲစုံစည်းပွဲဖိတ်စာကိုမမျှော်လင့်ပဲရရှိခဲ့ပါတယ်သူမရဲ့ကိုယ်လေးချိန်ကြောင့်အရင်ကလောင်ပြောင်ခံခဲ့ရတာကိုတတိယပြီးကြောက်လန့်မိပါတယ်ရှေ့ကြားတဲ့စိတ်ခံစားမှ သူတိုက်ပွဲအပြီးမှာပြန်လဲစုံစည်းပွဲကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူရှာနေတဲ့အမျိုးသမီးဟာပွဲကိုလာမယ်ဆိုတာသိလိုက်ရတဲ့အခါအမျိုးသားဟာအယံပျော်ရှင်သွားပြီးချက်ချင်းပဲစုံစည်းပွဲကိုကားမောင်းသွားခဲ့ပါတယ်။အဲ့ဒီမှာအမျိုးသမီးနဲ့သူမရဲ့သမီးလေးနဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့ပါတယ်။သူရှိကအမျိုးသမီးကိုကြည်ရင်ရင်းနှီးတဲ့ခံစားချက်တစ်ခုကိုခံစားရပေမဲ့ဘာကြောင့်လဲဆိုတာကိုမမှတ်မိနိုင်ခဲ့ပါဘူး။အမျိုးသမီးကမြင်မြန်ထွက်သွားချင်တာကြောင့်အမျိုးသားကိုမတိဘူးလို့မြင်ဆိုခဲ့ပါတယ်။အမျိုးသားကသူ့ ရဲကားမောင်းတာကြောင့်သူတို့ကိုကြောက်လန့်သွားစေခဲ့မှာစိုးရိမ်ပြီးဆေးစစ်ဖို့ဆေးရုံကိုခေါ်သွားခဲ့ပါတယ်စစ်စေးနေစဉ်အတွင်းတမီးလေးဟာကြောက်လန့်နေပြီးသူ့အမေကပါချော်လို့မရခဲ့ပါဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာအမျိုးသားကကလေးမလေးရဲ့မျက်လုံးကိုညင်သာစွာဖုံးအုပ်ပေးလိုက်ပါတယ်အဲ့ဒီလိုလှုပ်လိုက်တာနဲ့ကလေးမလေးဟာစစ်စေးမှုကိုလျင်မြန်စွာပြီးစီးခဲ့ပါတယ်အနာကသူနာပြုကသူတို့တုံးယောက်ကိုချစ်ဆက်ွယ်ကြည့်ပြီးချစ်မြတ်နိုးတဲ့မိသားစုတစ်ခုလိုဖြစ်နေတာကိုအားကြမိခဲ့ပါတယ်ဒီအခြေအနေကအမျိုးသမီးကိုစိတ် မတက်မတာဖြစ်စေခဲ့ပါတယ်အမျိုးသားကသူမကိုသူ့ရဲ့လုပ်ငန်းတုံးကပ်ကိုပေးပြီးအကူအညီလိုရင်ဖုန်းခေါ်ဖို့ပြောခဲ့ပါတယ်အမျိုးသမီးကယူပြီးသမီးလေးနဲ့အတူထွက်ခွာသွားခဲ့ပေမဲ့အမျိုးသားကတော့ကလေးမလေးအပေါ်ထူးဆန်းတဲ့ချစ်ခင်မှုကိုမထိန်နိုင်အောင်ခံစားနေခဲ့ရပါတယ်နောက်ပိုင်းမှာသမီးလေးကသူ့ခွေးကလေးကိုအမျိုးသားရဲ့ကားထဲမှာမိကျန်ခဲ့ကြောင်းပြောပြီးပြန်သွားယူပေးဖို့အမေကိုတောင်းဆိုခဲ့ပါတယ်အမျိုးသမီးကအမျိုးသားနဲ့ထပ်မတွေ့ချင်ပေမဲ့သမီးလေးအတွက်ကြောင့်သူ့အိမ်ကိုသွားခဲ့ရပါတယ်အဲ့ဒီမှာသူမလွန် ခဲ့တဲ့နှစ်ပေါင်းများစွာကပေးခဲ့တဲ့ခွေးကြီးကိုမြင်လိုက်ရပါတယ်။အမျိုးသားကကလေးမလေးရဲ့ခွေးကလေးကိုပြန်ပေးပြီးအမျိုးသမီးကိုခွေးစာအိတ်တအိတ်ပေးလိုက်ပါတယ်။ဒါကိုမြင်တော့အမျိုးသမီးကခွေးကိုပြုစုစောင့်ရှောက်ပေးခဲ့တဲ့အတွက်သူ့ကိုပြန်ပေးချေချင်ခဲ့ပါတယ်။အမျိုးသားကသူ့ဖုန်းကိုထုတ်တဲ့အခါအမျိုးသမီးကသူ့ကိုပေးဖို့ငွေသားကိုထုတ်လိုက်ပါတယ်။သူမရဲ့ဒီပြုမှုဟာအမျိုးသားကိုအတိတ်ကဝါနေတဲ့ကောင်းမလေးကိုချက်ချင်းတရိယာစေပြီးသူ့ရဲ့ပင်ကိုလက္ခဏာပေါ်ပို့ပြီးတန်တရားဖြစ်စေခဲ့ပါတယ်။အမျိုးသမီးတက်လာဒီကားရဲမဝင်ခင်မှာအမျိုးသားကအမိလိုက်ပြီးသူမဟာသူ့ရဲ့ချစ်သူဟောင်းဟုံမဟုံမိလိုက်ပါတော့တယ်။